မြန်မာအပအဝင်အရှိတောင်အာရှနိုင်ငံတချို့မှာအခြေဆက်ပြီးနိုင်ငံဖြတ်ကျော်အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကျူးလွန်နေတဲ့ရာဇဝတ်ကိုင်းတွေတိုက်ဖြတ်ရေးဆန့်ရာဥပဒေမူကြမ်းကိုအမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီကဒီဇင်ဘာလ3ရက်နေ့မှာမဲခွဲအတည်ပြုပေးလိုက်ပါပြီ။နိုင်ငံခြားငွေလိမ်ကိုင်းတိုက်ဖြတ်ရေးဥပဒေ HR 5490 Dismantle Foreign Scam Syndicate Act လို့အမည်ပေးထားတဲ့ဒီဥပဒေမူကြမ်းကို ထောက်ခံမဲ48မဲကန့်ကွက်မဲမရှိနဲ့အတည်ပြုပေးလိုက်တာပါ။ There being no further amendments, I move that the committee report H.R. 4291, uh, not amended, to the House with a favorable recommendation. All those in favor signify by saying aye. 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 All those opposed signify by saying no. Opinion of the chair, the ayes have it. Republican နဲ့ Democrat အမတ်တွေကသူတို့တင်ပြဆွေးနွေးစရာပြင်ဆင်ဖြည့်ဆွတ်စရာတွေလှုပ်ဆောင်ပြီးတဲ့နောက်ဥပဒေမူကြောင်းကိုမဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုစတဲ့နိုင်ငံတွေမှာရှိနေတဲ့ online ကြားဖြတ်ငွေလင်ကိုင်း scam center တွေတိုက်ဖျက်ရေးအတွက်အမေရိကန်နိုင်ငံရဲ့ဌာနကဥဆောင်ပြီး scam center တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ inter agency task force ဖွဲ့စည်းမှာဖြစ်ပါတယ်ဒီအထူးတပ်ဖွဲ့ကမြန်မာနိုင်ငံအပါအဝင်ဒေသတွေမှာရှိတဲ့ငွေလင်ကိုင်းတွေကိုတိုက်ဖျက်တာဒဏ်ခအရေးယူခံထားရသူတွေနဲ့သူတို့နောက်ွယ်ကပံ့ပိုးပေးနေသူတွေကိုဖမ်းဆီးအရေးယူတာတွေလှုပ်ဆောင်တာအပြင်ဒေသတွင်းနိုင်ငံတွေနဲ့လက်တွဲပြီးလူကုန်ကူးခံရသူတွေကိုကယ်တင်ပေးဖို့ဒီဥပဒေမူကြမ်းကအဆိုးပြုထားပါတယ် ဒါကြောင့်လဲဒီဥပဒေမူကြဟာအင်မတန်အရေးပါတယ်လို့ Republican Party ကအောက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Brian Musk ကပြောပါတယ် This bill crucially codifies an interagency task force and strategy to address this urgent national security threat. အမျိုးသားလုံခြုံရေးကိုအပူတပြင်းချိမ့်ချောက်နေတဲ့ဒီပြဿနာကိုဖြေရှင်းနိုင်ရေးအတွက်ဌာနဆောင်ပါဝင်တဲ့အထူးတပ်ဖွဲ့မဟာဗျူဟာချဆောင်ရွက်တဲ့နေရာမှာအစဉ်ပြေချောမွေ့စေဖို့အတွက်ဒီဥပဒေမူကြမ်းက အရန်ကိုအရေးပါပါတယ်လို့ Brian Musk ကပြောသွားတာပါတရုတ်ငွေလင်ကိုင်းတွေဟာသူတို့ကိုလက်ခံပေးထားတဲ့အင်ရှင်အစိုးရရဲ့ကူညီထောက်ပံ့ပေးမှုတွေနဲ့လဲပတ်နေကြောင်းအထူးသဖြင့်မြန်မာနဲ့ကမ္ဘောဒီးယားအာဏာပိုင်တွေဟာငွေလင်ကိုင်းတွေကိုထောက်ခံပံ့ပိုးပေးနေကြကြောင်းလည်းသူကပြောပါတယ်ဒါကြောင့်လဲဒီမူကျမ်းမှာမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမေအောင်လည်းဥဆောင်တဲ့မြန်မာစစ်တပ်နဲ့ငွေလင်ကိုင်းတွေအကြားဂွင်းဆက်တွေကိုစုံစမ်းဖော်ထုတ်ဖို့အပြင်ကရင်လက်နက်ကိုင်အဖွဲ့ကခေါင်းဆောင်ပိုင်းကိုတန်ခတ်ရေးယူဖို့တောင်းဆိုချက်တွေလည်း မူကြမ်းမှာထည့်သွင်းဖော်ပြထားပါတယ်။ဒီဥပဒေမူကြမ်းကိုအိန္ဒိယနာပြည်နယ်က Republican လွတ်တော်အမတ် Jefferson Shrift ကဦးဆောင်ပြီးအဆိုတင်သွင်းပြီးတော့သူနဲ့အတူတခြား Republican နဲ့ Democrat လွတ်တော်အမတ်ရှစ်ဦးကပူးတွဲအဆိုတင်သွင်းခဲ့ကြပါတယ်။ FBI ရဲ့အဆိုအရ2024ခုနှစ်အတွင်း online ငွေလိမ်ကိုင်းကြားဖြတ်နေထံအမေရိကန်ပြည်သူတွေရဲ့ဒေါ်လာ18ဘီလီယံဝန်းကျင် ဆုံးရှုံးခဲ့တာမှာအိန္ဒိယနာပြည်နယ်ဟာ လူဦးရေအချို့အစားအရာအထူးတရအများဆုံးပြစ်မှတ်ထားတိုက်ခတ်ခံရတဲ့ပြည်နယ်ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လဲအင်ဒီယားနာပြည်နယ်ကအောက်လွတ်တော်အမတ်ဂျက်ဖာဆင်ရှရစ်ကဒီမူဂျန်းကိုဥဆောင်တင်သွင်းတာပါ။မနေ့ဒီဇင်ဘာလ3ရက်နေ့ကအောက်လွတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီကမဲခွဲအတည်ပြုပေးလိုက်ပေမဲ့အောက်လွတ်တော်တစ်ခုလုံးကဒီမူဂျန်းကိုမဲခွဲအတည်ပြုကြရအောင်မှာဖြစ်ပါတယ်။အဲ့ဒီနောက်မှစနစ်အထက်လွတ်တော်ကနေမဲခွဲအတည်ပြုမှာပါ။စနစ်ကအတည်ပြုပေးခဲ့ရင်တော့သမရကလက်မှတ်ထိုးအတည်ပြုပေးပြီးတဲ့နောက် ဥပဒေအဖြစ်တည်ရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝန်လိုက်ပါ